မ္မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေအသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့နိုဝင်ဘာလ24ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီနဲ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်ခဲ့တဲ့သတင်း စကိုင်းနဲ့ချင်းပြည်နယ်တိုက်ပွဲအတွင်အကြမ်းဖက်စစ်သား90ခန့်ကိုချိန်မုံနိုင်ခဲ့ကလက်နက်ခဲယမ်းတွေတင်စီရရှိခဲ့တဲ့တဲ့င်အကြမ်းဖက်စစ်တပ်ကဒဇယ်မျိုးနယ်အတွင်းကစေးရုံနဲ့စေးရုံအနီးဝင်းကျင်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာပြည်သူ6ဦးသေဆုံးခဲ့တဲ့တဲ့င်မြိုင်မျိုးနယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကြောင်းကတဲကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တဲ့တဲ့င် ဗော်လက်ခဲမျိုးကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကဒုတဆိတ်မှုတူတနက်ယူကအလင်းဝင်လာခဲ့တဲ့တဲ့င်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတခုကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်။ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီနဲ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့င်းကိုပထမဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့တနင်္သာရီတိုင်းပဲခူးတိုင်း ARD တိုင်းတို့မှာရှိတဲ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဟာနိုဝင်ဘာလ23ရက်နေ့မနက်10:00နာရီအချိန်မှာအစည်းအဝေးပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းမှအဖွဲ့ဝင်ပညာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။အဒီနောက်မြို့နယ်တွေရဲ့အာဂျင်ဒါတင်သွင်းဆွေးနွေးမှုအပေါ်သက်ဆိုင်ရာဝန်ကြီးဌာနတွေကပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံပွဲကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့တနင်္သာရီတိုင်းပဲခူးတိုင်းအေယာဝတီတိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ထရေးနှင့်လူမှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။စကိုင်းနယ်ချင်းပြည်နယ်တိုက်ပွဲအတွင်အကြမ်းဖက်စစ်သား90ခန့်ကိုခြေမုံနိုင်ခဲ့ကလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းနဲ့ချင်းပြည်နယ်တိုက်ပွဲအတွင်းချင်းလန်းအစိုးရတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေကရန်သူအင်အား90ခန့်ကိုချိန်မုံနိုင်ခဲ့ကစစ်တုံးမှန်တချို့ထပ်မံဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းတွေလည်းထပ်မံသိမ်းဆီးနိုင်ခဲ့တယ်လို့ချင်းလန်း Ministry of Defense ကနိုဝင်ဘာလ22ရက်နေ့မှာထုတ်ပြန်ပါတယ်။ချင်းလန်းအစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်း1နဲ့စစ်ကြောင်း2တို့ဟာနိုဝင်ဘာလ22ရက်နေ့အထိအကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တာပါ။ အတမ်ပါစစ်တပ်ဘက်ကထိခိုက်ဒဏ်ရာရရှိသူတွေကို MI-17 နဲ့တယ်ဆောင်သွားပြီးရန်သူစစ်တပ်ဘက်မှဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာဒရုန်းတချို့ကိုပစ်ချနိုင်ခဲ့တယ်လို့အသိပေးထားပါဗျ။အတမ်ပါစစ်တပ်ကနိုဝင်ဘာလ18ရက်နေ့မှာ Fighter Jet လေယာဉ်နဲ့ဘုံးရှစ်လုံး၊ဝိုင်းတွဲလေယာဉ်နဲ့ဘုံးအလုံး150ကျော်၊နိုဝင်ဘာလ19ရက်နေ့မှာ Fighter Jet ဖြင့်တစ်ကြိမ်၊နိုဝင်ဘာလ22ရက်နေ့မှာဝိုင်းတွဲနဲ့ဘုံးအလုံး60ကျော်၄ချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ22ရက်နေ့မှာ Fighter Jet နဲ့နှစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။စစ်ကြောင်းတစ်ဟာကလေးမျိုးနဲ့ဂံကောမျိုးအကြားမိဖက် Vacod PDF အပါအဝင်ចောင်းသားတက်မတော် ABSDF PDF KI တက်ရင်များပကဖများကလေး Revolution 4 KRF Ranger ကလေး Defense Force RKDF Your Defense Force YDF စတဲ့မဟာမိတ်အဖွဲ့တွေနဲ့လက်တွဲပြီးစစ်တပ်ကိုတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ စစ်ကြောင်းနှစ်အနေနဲ့လဲချင်းပြည်နယ်ဖလန်းမြို့နယ်ဝေဘူလာမြို့အကြားတွင်၎င်းတီးဒိတ်မြို့နယ်ခိုင်ကန်းမြို့အကြားမှ၎င်းမဟာမိတ်ကလေး Revolution Force KRF အပါအဝင် ချင်း National Defense Force CNDF PDF ဇိုလန်စတဲ့ညီနောင်တွေနဲ့လက်တွဲပြီးတိုက်ခိုက်နေတယ်လို့သတင်းထုတ်ပြန်ထားပါတယ်ဂျမ်ပါစစ်တပ်ဟာဒဇယ်မျိုးနဲ့အတွင်းကစေယုံနဲ့စေယုံအနီးဝင်းကျင်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာပြည်သူ6ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုထပ်မံတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းဒဇယ်မျိုးနယ်ကန်ထူးမရွာမှာရှိတဲ့ဆေးရုံနဲ့ဆေးရုံအနီးဝန်းကျင်ကိုအကြမ်းဖက်စစ်တပ်ဟာဒီကနေ့နိုဝင်ဘာလ24ရက်နေ့မနက်တနာရီမိနစ်20အချိန်မှာလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့ရာပြည်သူ6ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်ကန်ထူးမဆေးရုံဝင်းနဲ့ဆေးရုံအနောက်ဘက်ကားဘော်ဒီယုံကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါပထမအချိန်လေကြောင်းတိုက်ခိုက်မှုကကျွန်တော်အနောက်ဘက်မီတာ90အကွာလောက်မှာဓာတ်မှန်ဆောင်ပျက်စီးတယ်အရင်ဝန်ထမ်းတွေနေတဲ့နေရာတွေရဲ့အကာတွေပွင့်ထွက်သွားတယ် ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်မှုကကြတော့ကျွန်တော်ရဲ့အနောက်ဘက်မီတာ100အကွာကားပေါ်ရီယုံကိုထိမှန်နေအခုတော့6ဦးသေပြီး4ဦးထဏ်ရရတယ်တဦးကတော့အခြေအနေစိုးရင်ရတယ်လို့အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်အချမ်းပတ်စစ်တပ်ဟာပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့မှာလဲကန်ထူးမရွာကို Jet Fighter နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူ10ဦးထပ်မံနေသေဆုံးခဲ့တယ်လို့သိရပါတယ် ညိုင်မျိုးနယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကြောင်းကတဲကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။မကွေးတိုင်းညိုင်မျိုးနယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကြောင်းကတဲကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးနေတယ်လို့အညာမြေအရက်ဖတ်လူမှုအဖွဲ့အစည်းညိုင်ထံမှသိရပါဗါတယ်။အဲ့ဒီအကြံဖတ်စစ်ကြောင်းကတဲကြီးရွာကိုနိုဝင်ဘာလ23ရက်နေ့မနက်9:30အချိန်မှာဝင်ရောက်ခဲ့တာဖြစ်ပြီး မွန်လွဲတနာရီမိနစ်30အချိန်မှာနေသက်ရွာဖုန်ကြီးကျောင်းထဲရောက်ရှိကာအထိုင်ချခဲ့ပြီးတောတိုက်နေအိမ်တွေတောတိုက်တဲအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။နေသက်ရွာဖုန်ကြီးကျောင်းထဲမှာလက်နက်ကြီးများနဲ့ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။စစ်ကြောင်းရောက်နေတဲ့ area တွေကိုလေကြောင်းတိုက်ခိုက်မှုတွေလည်း direct လုပ်နေတာဖြစ်တဲ့အတွက်စစ်ကြောင်း area နဲ့နှီးတဲ့မြိုင်နယ်ပေါက်နယ်မှပြည်သူများစစ်ကြောင်းအသည့်လေကြောင်းသတိအမြဲရှိကြပါခင်ဗျာလို့အညာမြေရက်ဖက်လူမှုအဖွဲ့အစည်းမြိုင်ကပြောပါတယ်။ နေသက်ရွာဘုံကြီးကျောင်းထဲရောက်ရှိနေတဲ့အကျန်းဖတ်စစ်ကြောင်းကနေအိမ်တွေကိုမိရှုဖျက်ဆီးနေတယ်လို့လက်နက်ကြီးတွေနဲ့လည်းရန်တမ်းပစ်ခတ်မှုတွေပြုလုပ်နေတာပါအဲ့ဒီအကျန်းဖတ်စစ်ကြောင်းထံကိုနိုဝင်ဘာလ23ရက်နေ့ည6နာရီ53မိနစ်အချိန်မှာဝိုင်တွဲနဲ့ရိတ်ခါခဲယမ်းထုတ်တွေချပေးသွားတယ်လို့အညာမြေအရက်ဖတ်လူမှုအဖွဲ့အစည်းမြန်ကအတည်ပြုထားပါဗါတယ်အဲ့ဒီအကျန်းဖတ်စစ်ကြောင်းဟာဒီကနေ့မနက်9နာရီမိနစ်30အချိန်မှာလည်း နေသက်ရွာနဲ့တဲကြီးရွာရဲ့အရှိတောင်ဘက်ကိုစစ်ကြောင်းထိုးနေတဲ့အတွက်ပြည်သူတွေအနေနဲ့စစ်ရေးတရိပ်ရှိကြဖို့အညာမြေအရက်ဖက်လူမှုအဖွဲ့အစည်းမြိုင်ကအသိပေးထားပါဗျဘော်လကဲမျိုးနယ်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကဒုတက်စိတ်မှုတူတနက်ယူလာကအလင်းဝင်လာခဲ့တဲ့တဲ့င်းကိုထပ်မံတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်ဘော်လကဲမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကဒုတက်စိတ်မှုတူတနက်ယူက အလင်းဝင်ခဲ့တယ်လို့ KA5 Greeny တက်မတော်တရင်ငါတာဝန်ရှိသူတူကပ PPTV ကိုပြောပါရယ်။ဖရူဆိုမျိုးရှည်တန်းတနေရာကနေ Greeny တက်ပေါင်းစုထံနိုဝင်ဘာလ9ရက်နေ့မှာပတ်ပြောင်းခုလွန်ခဲ့တာပါ။ဖရူဆိုကနေဘောလက်ခဲကိုထိုးနေတဲ့စစ်ကြောင်းကနေသူထွက်လာတာသူတို့က point ထွက်ရတဲ့တဆိတ်အခုသူတို့လာတဲ့စစ်ကြောင်းကနေရောညရောထွက်လာရတော့တော်တော်ပင်ပန်းနေကြတယ်လို့ KA တရင်ငါရဲ့တာဝန်ရှိသူကပြောပါရယ်။ ဖရူဆိုအခြေဆိုင်အကြံဖတ်စစ်တပ်931ကဒုတက်စိတ်မှုဟာတနတ်တလက်လက်ပြုံတလုံးတမြောင်တချောင်းဖုန်းတလုံးတို့ကိုယူဆောင်လာတယ်လို့သိရပါဗျ။အကြံဖတ်စစ်အုပ်စုလက်အောက်ခံတပ်သားများအနေနဲ့ရဲရဲထွက်လာကြဖို့ပြည်သူလူထုကိုဒုက္ခပေးနေတဲ့လူတစုတက်ဆိုးရှည်ဖို့အပင်ပန်းမခံကြဖို့အတိပေးတိုက်တွန်းထားပါဗျ။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတခုကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်အမြင့်ပြတ်ချေမုံကြီးလူမှုဆန္ဒပြဝဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာအွန်လန်လှည့်မီရွှေကြီးတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကအွန်လန်လှည့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့ စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမာပင်မြို့နယ်မှာအောင်လန်လွင့်မြီဒေါင်းသွေးနီတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတွေ့အော်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွင့်မြီဒေါင်းသွေးနီတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ဒေသခံတော်လှန်ပြည်သူတွေကနေမြေမငြိမ်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြသပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတော့နိုဝင်ဘာလ24ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွေးကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ။